ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာရှိကြပါစေဗျာနော်ကျွန်တော်ကိုဒီမိုင်းအားလုံးပဲမင်္ဂလာပါမင်္ဂလာညနေပြန်ပါမယ်နော်ကဲအဲ့တော့မနေ့ကတော့ကျွန်တော်တို့63ကြားတဲ့အမူ63ကြားတဲ့စိုင်နဲ့ကျွန်တော်မိတ်ဆွေတွေကိုပြန်ပြီးတော့ပြပေးမယ်အဲ့တော့အားလုံးပဲတကွယ်ကောင်းဆိုင်ကိုထိုးကျင်တဲ့မိတ်ဆွေတွေတကွယ်ကောင်းဆိုင်ကိုဗမာနိုင်နိုင်တီးကျင်ပါလေဆိုရမိတ်ဆွေတွေဒီညနေ၄နာရီကမှတကွယ်ကောင်းဆိုင်ထိုးကျင်နေဆိုရမိတ်ဆွေတွေတစ်ခါတည်းဝင်လာကြတယ်เนาะအဲ့တော့နေ့က63 ကြားတဲ့မူဆိုင်တယ်ပြပေးမယ်နောက်ထပ်ဆိုင်တက်တယ်ထပ်ပြီးတော့ပြပေးမယ်ဒါအဲ့တော့လမလေးတန်းစီနေမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေမယ်เนาะအဲ့တော့ကျွန်တော်တို့လူလေးခဏဆောင်ဝင်လူကြီးဆုံးပြီဆိုတာနဲ့ကျွန်တော်ပြပေးမယ်ဆိုင်ကိုထားတဲ့ပြပေးမယ်တော့ကောင်းဆိုင်ကိုပေါ့9မိနစ်ပဲဆောင်เนาะ9မိနစ်တွင်မှာရှိတဲ့လူနဲ့ကျွန်တော်ပြပေးသွားမယ်ဟုတ်ပြီเนาะအဲ့တော့အားလုံးပဲကျွန်တော်တို့ဒီဘက်မှာကျွန်တော်เนาะဒီဒီဘက်အတွက်ပေါ့တပတ်စာအတွက်ကိုကျွန်တော်ထုတ်ပေးထားတယ်မွေး break ဖြစ်တယ် လုံးဝ power brake တစ်စုံဖြစ်တဲ့16 brake ကလုံးဝ29ဆိုတဲ့ tip brake ကျသွားပြီပေါ့နော်29ဆိုတဲ့ tip brake ကျသွားပြီအဲ့တော့ကျွန်တော်တို့ကနောက်ထပ်ဒီဘက်မှာကျွန်တော်ပွေးထားတဲ့အဲတင်းနဲ့3ခုခွေက23အောင်ပြီမရိယ6ဘတ်6ဘတ်ဒီတွေက63အောင်ပြီနော်မွေးပရိဖြစ်တဲ့ tip brake 6 brake ထဲကကျွန်တော်တို့က tip brake 29ထွက်သွားပြီအဲ့တော့3ချိန်မှာ3ချိန်စလုံးကျွန်တော်ပေးထားတဲ့မူလေးတွေကအကုန်ထွက်သွားပြီ เนาะအဲ့တော့ဒီလေးချိန်မြောက်အောင်ပွဲအတွက်ကိုတကွက်ကောင်းဆိုင်တာပါမိုင်နိုင်နိုင်ထိုးကျင်တယ်ဆိုရင်ခနာလေးဆိုတော့စောင့်ပြီးလူဆောင်အောင်လို့စောင့်ပြီးထွက်လိုက်ဝင်နိုင်မလုံးနဲ့ထွက်လိုက်ဝင်နိုင်မလုံးနဲ့ဆိုတာကဘာကြောင့်လဲဆိုတော့ကျွန်တော်မျိုးတွေအားလုံးကเนาะထွက်လိုက်ဝင်လိုက်လုတ်တဲ့ခါကျရင်ကျွန်တော်တခုတခုပြန်ဆောင်းလိုက်တခုဆောင်းလိုက်တခုပြန်ဆောင်းလိုက်ဆိုတော့ကျွန်တော်ချိန်ကြီးကြာသွားလိမ့်မယ်အဲဒါကြောင့်မို့9မိနစ်ပဲဆောင်းပြီးနော်9မိနစ်တော့တည်းမှာရှိတဲ့လူကြီးနဲ့ကျွန်တော်ပြပေးသွားမယ်နော်9မိနစ်ပဲဆောင်းပြီးအဲတော့ ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီညနေမှာပါဝါနေနေထိုးရမယ်တော့ကောင်းဆိုင်ကိုကျွန်တော်ပြပေးမယ်အဲ့တော့9မိနစ်ပဲစောင့်ပေးနော်ဒီဘက်ကျွန်တော်အဲဒီဘက်မှာကျွန်တော်ပြပေးထားတဲ့မူဆိုင်အကုန်ထွက်တယ်နော်တင်းနဲ့သုံးခုခွေ free ပေးတယ်ဇာတ်မွေးခွေတွေဒီမှာဆိုကြက်ကကျွန်တော်သွားမြူနေဒီဘက်မှာလုံးဝဟိုတဝူးမကြောအာမခံအခွေတင်းနဲ့သုံးခုခွေတရားရကန်တော့အာမခံကြီးကြပြီနဲ့23ထွက်တယ် နော်ကျွန်တော်ပေါက်ပင်းနဲ့ကျွန်တော်ပေးတယ်6ပိုင်းပတ်တိလုံးဝဇာတုပတ်တိဟူးမကြော်စရာဘူးလုံးဝဗိုလ်တော်ဟူးမကြော်စရာတဲ့ပိုင်းပတ်တိ63ဆိုတဲ့6ပိုင်းပတ်တိမှာတို့63နဲ့ပေါ့နော်ထပ်ပြီးအောင်တယ်ဒီမနက်မှာ2 night မွေးပရိရဲတင်းနေမွေးလုံးဝဇာတုမွေးတစ်6ပရိပါဝါပရိတစုံလုံးဝချင်းစီပေါက်လာမယ်ဆိုတဲ့2 night ကကျွန်တော်မိတ်ဆွေတွေအားလုံးပဲ2 night နဲ့တစ်ပရိနဲ့ထပ်အောင်တယ်3ချိန်အောင်ပွဲဖြစ်သွားတယ်ဒီနေ့ကနေက၄ချိန်မြောက်အောင်ပွဲ အဲ့တော့ဒီညနေမှာကျွန်တော်မျိုးတွေအရုံးတကွက်ကောင်းဆိုင်ကိုမကြိုက်ဘူးလုံးဝဟိုနေဖြစ်ချင်တယ်နော်ဒီညနေမှာ20ရက်နေ့ရက်နေ့ညနေ့၄နာရီကိုဒီညနေ့၄နာရီကမှအခုလည်းရှိနော်ဒါကကလင်နာမူနဲ့ပေါ့နော်ကလင်နာမူနဲ့ဒီနေ့တရက်စာမှာလိုက်ရမယ်ပေရန်ပေါ့နော်20ရက်နေ့ညနေ4နာရီခွဲအတွက်ကပေရန်တစ်ခုရှိတယ် ဲ့တော့ဒီပေတံကဒီနေ့အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့အတွက်ကသူကမနက်ညမှာသူကတကြိမ်ဆင်းမိရမယ်ဆိုတဲ့မူပေါ့နော်အဲ့တော့သူ့ရဲ့မူကပါတယ်ဆိုတော့2 4ကို3 6ရှင်တဲ့ကက်တဲ့မူနော်နှစ်ခွန်လေးကို3 6ရှင်တဲ့ကက်တဲ့မူနော်အဲ့တော့ဒီမူကမနက်ကတော့ကကျွန်တော်တို့က နှစ်ရှစ်ဆိုရင်တော့ဒါမူတွေကထွက်သွားတယ်ပေါ့နော်နှစ်ရှစ်မဟုတ်ဘဲနှစ်ကိုဆိုတော့ဒီမူမညီဘူးအဲ့တော့ဒီညက်ညီမှာဒီမူပါလေတကယ်ကောင်းတဲ့မူနော်ဒီမူကိုလိုက်မယ်ပြီးတော့ရင်တော့ဒကကောင်းဆိုင်ကိုလည်းထည့်ပြီးထိုးမှဆိုရင်အကွက်ကတော့ဒကကောင်းဆိုင်ကတော့အများကြီးမဟုတ်ခဏလေးအာကျွန်တော်တို့63ကြားတဲ့မူရဆိုရင်ဒကွက်နော်နောက်တဲ့ဒကကောင်းဆိုင်ကဒကွက်နှစ်ကွက်ရံကွက်ဒကွက်နဲ့ဆိုတော့၃ကွက်တည်းရှိတယ်နော်အဲ့တော့ဒကွက်ကောင်းဆိုင်ကိုကျွန်တော်ပြပေးသွားမယ်အဲ့တော့ လိုက်လမလေးတန်းစီနေပေမဲ့ channel ကို subscribe မရသေး channel လေးကို subscribe နေပေးပါလိုက်လမလေးတန်းစီနေပေမဲ့ပေါ့နော်ကိုကြည့်နေတဲ့ကိုရဲ့ဖုံးမှန်ဆက်ကွင်းကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲ့လိုလက်မနေပြီးသားဆိုတော့ဘာမှပန်းမကြည့်ဘူးဟုတ်ပြီနော်ကြဲအဲ့တော့တကွက်ကောင်း site ကိုထပ်ပြီးတော့ပြပေးသွားမယ်နော်အဲ့တော့ तू ကဘလို့လာလဲဆိုတော့ကျွန်တော်မျိုးတွေအားလုံးပဲ तू ကဘယ်လိုလာထားလဲဆိုတော့ဒီ၃ရဲ့ဒီ၄ရဲ့ဒီဇောင်းနှလုံးပေါင်းခြင်း၃၁ဇောင်းနှလုံးပေါင်းခြင်းက၄ လေးရဲ့ပါဝါကကိုလေးကိုထိတ်ကိုဇာလီကြဒီဇောင်းနှလုံးပေါင်းခြင်းက၈ကိုနှလုံးပေါင်းခြင်းကခောခွန်ရဲ့ပါဝါက2ခွန်နဲ့ထိတ်ကို84ဆိုပြီးတော့ကြာထားတယ်ဟုတ်ပြီနော်လေးကိုထိတ်ကို6ထိတ်နဲ့ကြာထားတယ်ခွန်နဲ့ထိတ်ကို9ထိတ်နဲ့ကြာထားတယ် ဟုတ်ပြီအဲ့တော့သူ့ရဲ့ဇောင်းနှလုံးပေါင်းခြင်း၄ခုဒီဇောင်းနှလုံးပေါင်းခြင်းက၁တိရပါဝါက၆တိ၆ထိပ်ကိုကျွန်တော်မျိုးတွေအားလုံးပဲ63လို့ကြားထားတယ်ဟုတ်ပြီနော်နော်အဲ့တော့မနေ့ကညနေ66ပါလေ။နော်။အဲ့တော့ဒီညနေမှာကျွန်တော်အားနေကနေဆိုကိုတလုံးအားနေတယ်။လုံးဝကိုတလုံးအားနေပါလေ။နော်။အဲ့တော့ဒီမှာ16ထိပ်ကို63လို့ကြားထားတယ်။ ဟုတ်ပြီနောက်တဝဲကိုကြည့်ဒီကိုရဲ့ဒီ6ရဲ့ဒီဇောင်းနှလုံးပေါင်းခြင်းကတဲ့ငါတဲ့ငါရဲ့ပါဝါက3ည9ည3ခဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က9ည3ထိတ်ထိတ်စီးနှလုံးဖြစ်နေထိတ်စီးတစ်လုံးကိုပဲအမာခံယူပြီးဈိုက်မယ်ဒီညနေအဲ့တော့ထိတ်စီးနှလုံးရှိတဲ့အထဲမှာထိတ်စီးတစ်လုံးကိုအမာခံယူပြီးဈိုက်မယ်ဆိုတဲ့အတိုင်းတာမှာနော် တက္ကစီနှလုံးရှိတဲ့အတန်းမှာတက္ကစီတစ်လုံးကိုအမာခံယူပြီးရိုက်မယ်ဆိုတဲ့အထိုက်အတန်းမှာကျတို့ထိပ်စီတစ်လုံးပဲရှားတော့မှာအဓိက main ထိပ်တစ်လုံးပဲအဓိကရှားတော့မှာဟုတ်တယ်နော်အဲ့တော့ तू ကဘလို့လာထားလဲဆိုတော့ဟုတ်ပြီအဲ့တော့တစ်ချက်ကြည့်ဒီမှာတစ်ချက်ကြည့်မှာပေါ့နော်ဒီ6ရဲ့ဒီ9ရဲ့ဒီ6ရဲ့8 9 4နော်8 9 4 ဒီ၃လုံးပေါင်းခြင်းက၈၉၄၄ဒီ၃လုံးပေါင်းခြင်းကကျွန်တော်မိတ်ဆွေအားလုံးပဲ၈ရက်၉ရက်၄ရက်ဒီ၃လုံးပေါင်းခြင်းကကျွန်တော်ဘလို့တက်လို့ရတယ်တက်ဖြစ်ခြင်းအောင်၈၉၄၄ဒီ၃လုံးပေါင်းခြင်းကတက်လို့ဖြစ်ခြင်းကြောင့်တော့ဒီ၃လုံးပေါင်းခြင်းကတက်လို့ဖြစ်ခြင်းကြောင့်ဒီဇောင်း၅လုံးပေါင်းခြင်းကတက်လို့ဖြစ်တာလေခေါ၅လုံးပေါင်းခြင်းကတက်လို့ဖြစ်တာလေဟုတ်ပြီနောက်တစ်ပွဲကိုကြည့်မယ်ဒီ၄ရက်ဒီခွန်ရက်ဒီ၄ရက်လေးခွန်လေးဒီ၃လုံးပေါင်းခြင်းက၅လို့ဖြစ်ခြင်းကြောင့်တဲ့ လေးခွန်လေးဒီသုံးလုံးပေါင်းခြင်းက9လို့ဖြစ်ခြင်းကြောင့်ဟောဒီဇောင်းနှလုံးပေါင်းခြင်းက9လို့ဆိုပြီးတော့ဖြစ်ပြီးသားပေါ့ပြီနောက်တစ်ဝက်ကိုကြာမယ်ဒီ9ရဲ့ဒီ6ရဲ့ဒီ3ရဲ့9 6 3ဒီဇောင်းဒီသုံးလုံးပေါင်းခြင်းက9ရဲ့6ရဲ့3ရဲ့ဒီဇောင်းသုံးလုံးဒီသုံးလုံးပေါင်းခြင်းက10ဖြစ်ခြင်းကြောင့်နဲ့ဒီဇောင်းနှလုံးပေါင်းခြင်း10ဖြစ်ပြီးရမယ်ဆိုဘာတွေစီးဖြစ်ရမလဲအားလုံးသောမျိုးတွေကိုဒီမှာအားလုံးပဲလက်မလေးတန်းစီနေပြီတစ်ချက်တယောက်ချက်စီမှန်ပြီပါဒီမှာဒီသုံးလုံးပေါင်းခြင်း ကစ်လို့ဖြစ်ခြင်းကြောင့်ဒီဇောင်းနှလုံးပေါင်းခြင်းတစ်လို့ဖြစ်တယ်ဒီသုံးလုံးပေါင်းခြင်းเนาะငားလို့ဖြစ်ခြင်းကြောင့်ဒီဇောင်းနှလုံးပေါင်းခြင်းငားလို့ဖြစ်တယ်ဒီသုံးလုံးပေါင်းခြင်းကျွန်တော်တို့ကရှစ်လို့ဖြစ်ခြင်းကြောင့်ဒီဇောင်းနှလုံးပေါင်းခြင်းရှစ်လို့ဖြစ်မယ်ဆိုဗာဒိစီထည့်ပြရမှာဟုတ်တယ်เนาะနင်ဒီအေးမှန်တယ်ငားထည့်ငားထည့်အဲ့တော့၃ညတစ်လုံးပဲလို့ရထိတ်စီးတော့ရပြီနောက်ပိတ်ဆိုင်ကိုရှာရတော့မယ်ဟုတ်ပြီเนาะနောက်ပိတ်ဆိုင်ကို ထပ်ပြီးတော့ရှာတော့မယ်။နောက်ပိတ် site ကိုထပ်ပြီးရှာမယ်ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်ပေါ့နော်။အဒီက3ရဲ့လိုက်လမလေးတန်းစီနေပြီမယ်မျိုးရအားလုံးပဲကြည်နေနေတယောက်တစ်ချက်လမလေးတန်းစီနေမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပြီပါကိုမမမင်္ဂလာပါလေးတန်းစီပြီးတော့မှန်သွားပြီပါနောက်ဘိုင်းမှာကျွန်တော် cleaner မူတို့နောက်တခြား mood site တွေရောလက်တွက် site တွေကို လိုချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel subscribe နေရတယ် subscribe link တွေတော့နှိပ်သွားပြီပါလိုက်လက်မာလေးကန့်စီနေပြီပါနော်အဲ့တော့အားလုံးပဲနောက်ထပ်နောက်ပိတ်ဆိုင်ကလေးကိုပြပြပါမယ်ကြည်နေရင်ဘာမှပန်းမကြီးဘူးအမျိုးတွေနော်မတွန့်တုံနဲ့နော်ကြည်နေရင်ကိုယ့်ရဲ့ဖုံးမဆပရင်ကိုလက်ညိုးနဲ့ဒီလိုလေးတောက်ရတာဘာမှပန်းမကြီးတော့ဘူးဟုတ်ပြီနော်အဲ့တော့လိုက်လမလေးတန်းစီနေပြပါနော်ကြည်နေရင်ဖုံးမဆပရင်ကိုဒီလိုလေးတောက်ပြရဘာမှပန်းမကြီးတော့ဘူးဟုတ်တယ်နော်ကြည့်အဲ့တော့ဆက်ကြည့်မယ် ဒီ3ရဲ့ဒီ1ရဲ့ဒီဇောင်းနှလုံးပေါင်းခြင်းက3 1နှလုံးပေါင်းခြင်းက4 4ရဲ့ပါဝါကကို၄ကိုဝန်းခြင်းကကျွန်တော်တို့94လို့ကြားဟုတ်ပြီနော်၄ကိုဝန်းခြင်းက94လို့ကြားနောက်နောက်တစ်ခုရှိသေးတယ်ဗျာငါးထိပ်ကိုနောက်ထပ်သက်ဆိုင်ပါဒါကတော့မြန်မာလူကြီးပေါ့နော်မြန်မာလူရိုးရိုးကြီးပေါ့နော်ရိုးရိုးကြီးကိုကျွန်တော်တို့ကယူတာကကျွန်တော်အတွေးထဲမှာပေါ့ဒေါ့စိတ်ကူနဲ့ယူလိုက်တာကဒီပါပေါ့ အဲဒီမှာပေါ့နော်ဒီဇောင်းလုံးပေါင်းချင်း၄ကိုထိတ်ကိုကျွန်တော်တို့ကဒီတော့မှ၄၄ရဲ့ပါဝါ၉ကိုထိတ်နော်ခွန်နှလုံးပေါင်းချင်းခွန်ခွန်ရဲ့ပါဝါ၂ခွန်ခွန်ထိတ်နော်နှလုံးပေါင်းချင်း၁၁ရဲ့ပါဝါ၆၆ထိတ်နှလုံးပေါင်းချင်း၅၅ရဲ့ပါဝါ၃ည၅၃ညထိတ်မှာသူကပါဘလို့လာမယ်ဆိုတော့ဒီမှာကြတော့ကျွန်တော်တို့ကပါဝါယူတယ်ဒီမှာကြတော့ဒက်ဆင်းတယ်ဒီမှာပါဝါထက်ယူတယ်အဲ့တော့ပါဝါဒက်နော် ပါဝါရဲ့ဒဲရဲ့เนาะပါဝါရဲ့ဒဲရဲ့လို့လာပြီးတော့ဆင်းမဲ့ဆိုရင်ငားထိတ်စီပဲဟုတ်ပြီเนาะလေးကိုထိတ်မှာလေးရဲ့ပါဝါကိုပါဝါယူရဲ့ကိုထိတ်ရှင်တယ်ခွန်နဲ့ခွန်နဲ့ထိတ်မှာခွန်ရဲ့ပါဝါနဲ့ခွန်နဲ့ထိတ်မှာကြတော့ခွန်ထိတ်ယူတယ်ဒီမှာကြတော့တဲ့ရဲ့ပါဝါ6ပါဝါယူပြီးတော့6ထိတ်ရှင်တယ်ဒဲဆင်းမဲ့ဆိုရင်ငားထိတ်စီပဲဒါနှစ်ချက်ကိုပြောပြတာဒါเนาะကြည့်ရတော့နောက်ပိတ်ဆိုင်ကိုတစ်ချက်ကြည့်မယ် နောက်ဝိဆိုင်မှန်ကဒီ3ရဲ့ဒီ1ရဲ့3 1နှလုံးပေါင်းခြင်းက၄၄9ခြင်းကို9လေးဆင်းတယ်။ဟုတ်ပြီနော်။ဒီ6ရဲ့ဒီ4ရဲ့ဒီ3ဒီနှလုံးပေါင်းခြင်းက8 4ဒီနောက်ပိတ်နှလုံးပေါင်းခြင်းက8 4 2 2 9ခြင်းကိုကျွန်တော်တို့ပါဆင်းတယ်84လို့ဆင်းတယ်။ဟုတ်ပြီနော်။ဒီ6ရဲ့ဒီ3ရဲ့ဒီနှလုံးပေါင်းခြင်းက8 8ရဲ့ပါဝါက ဒီ၄ရဲ့ဒီ၄ရဲ့ sorry sorry ဒီ၄ရဲ့ဒီ၄ရဲ့ဒီနှလုံးပေါင်းခြင်းက၈၈ရဲ့ပါဝါက၃၈၃ချင်းကို63ကိုဆင်းတယ်ဟုတ်ပြီနော်ဒီ၉ရဲ့ဒီ၃ရဲ့ဒီနှလုံးပေါင်းခြင်းက၂၂ခေါ်ချင်းထပ်ဆင်းပါလားဒီနှလုံးပေါင်းခြင်း၄၄ခုချင်းကို၉လေးဆင်းတယ်ဒီနှလုံးပေါင်းခြင်း၂၂ခုချင်းကို၇လေးဆင်းတယ်ဒီနှလုံးပေါင်းခြင်း၈၈၃ချင်းကို63ဆင်းတယ်ဒီနှလုံးပေါင်းခြင်း၂၂ခုချင်းကဒီညနေမှာ ထပ်ပြီးဆင်းရပါအဲ့တော့ကျွန်တော်တို့ကငါထိနှစ်ခုချိန်ဆိုတော့ကျွန်တော်တို့ကတနင်္ဂနွေငါးနှစ်ငါးခုနှစ်ခုဟုတ်ပြီနော်ငါးနှစ်ဟောတောင်းနေရဝင်လာရတောက်ထားတာလေဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်နော်ငါးနှစ်ရငါးခွရနှစ်ခွတဲ့ အဲ့တော့ဒီ9နှစ်ရဲ့9ခွရဲ့2ကွက်ထဲမှာဟုတ်ပြီเนาะ9နှစ်ရဲ့9ခွရဲ့ဒီ2ကွက်ထဲမှာပေါ့เนาะ9နှစ်ရဲ့9ခွတကွက်ကောင်းဆိုင်ကိုထက်ရှာမယ်တကွက်ကောင်းဆိုင်ကိုထက်ရှာမယ်ဆိုကျွန်တော်တို့ brake line နဲ့သွားမှရတော့မယ်ဟုတ်ပြီเนาะ brake line နဲ့သွားမှရတော့ brake နဲ့ထက်ချုပ်ရတော့မယ်အဲ့တော့ brake နဲ့ထက်ချုပ်ရမယ်ဆိုတော့ brake line ကိုတစ်ချက်ထက်ပြီးကြည့်ရတာပေါ့เนาะ ဒီလေးရဒီတိရပေါ့နော်လေးတိနှလုံးပေါင်းခြင်းကငားဖြစ်ခြင်းကြောင့်တဲ့လေးခွန်လေးဒီသုံးလုံးပေါင်းခြင်းကငားလို့ဖြစ်ပြရတယ်တဲ့အဲ့တော့ဒီမှာလေးရှိခြင်းကြောင့်ဒီမှာတိပ္ပိဆင်းပြရအရဝဲကြီးဒီနှလုံးပေါင်းခြင်းကကိုကိုနှလုံးပေါင်းခြင်းကရှစ်ဖြစ်ခြင်းကြောင့်တဲ့ဒီသုံးလုံးပေါင်းခြင်းက၈လို့ထပ်ဖြစ်ပြရတယ်တဲ့ဒီမှာ၉ရှိခြင်းကြောင့်ဒီမှာ၉ပြိတ်ဆိုပြီးတော့ထပ်ဆင်ပြရ63ကိုပြိတ်အဲ့တော့တို့လူက63နဲ့ထပ်ရကြတယ်ဟုတ်ပြီ အဲ့တော့ဒီမှာဒီဇောင်းနှလုံးပေါင်းခြင်းက3ခွန်ဇောင်းနှလုံးပေါင်းခြင်းက3ညဖြစ်ခြင်းကြောင့်ဒီ3လုံးပေါင်းခြင်းက3ညလို့ဖြစ်ပြရမှာစီဒီမှာ3ရှိခြင်းကြောင့်ဒီမှာ3ဝင်3ညဖြစ်ရမှာဆိုဘာပြိထည့်ပြရမှာအမျိုးတွေတစ်ချက်မှန်ပြီဘာရိတ်ဘာပြိထည့်ပြရမှာ3ဝင်3ညဖြစ်အောင်ဆိုရင်ဒီမှာကျွန်တော်တို့ဘာပြိထည့်ထည့်ပြရမှာရှင်းရှင်းလေးနော်ဒီလုံးပေါင်းခြင်း9ဖြစ်ခြင်းကြောင့်ဒီ3လုံးပေါင်းခြင်းက9လို့ဖြစ်ခြင်းကြောင့်ဖြစ်ပြရတယ်အဲ့တော့ဒီမှာ4ရှိတော့တိပိထည့်ပြရတယ် ဒီငလုံးပေါင်းချင်းက၈ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၈လို့ထပ်ဖြစ်ပြီးရဒီမှာ၉ရှိတဲ့ကြောင့်၉ကို၈ဖြစ်အောင်သူ၉ပြိဋ္ဌတ်ထည့်ပြီးရ63ကြာတယ်။အဲ့တော့ဒီငလုံးပေါင်းချင်းက၃ညလို့ဖြစ်ခြင်းကြောင့်တဲ့ဒီမှာဒီသုံးလုံးပေါင်းချင်းက၃ညလိုက်ဖြစ်ပြီးရမယ်။ဖြစ်ပြီးရမယ်ဆိုဒီသုံးမှာဒီမှာ၃ရှိတဲ့အတွက်ကြောင့်ဒီအောက်ဒီညက်နေ၄နာရီခွဲပွဲမှာဘာပြိဋ္ဌတ်ထည့်ပြီးရမယ်။အလုံးသောမျိုးပါပဲထက်ထည့်ပေးရမယ်တိတယ်ဆိုရင်မျိုးတစ်ချက်မှန်ပြီเนาะ ီးတယ်ဆိုတဲ့မျိုးတွေချမ်းမှန်ပြီနော်ခုံမိတ်ထည့်ပြရမယ်လေခုံမိတ်ထည့်ပြရမယ်လေဒီမှာ3ရှိရလေ3ဝင်3ညဖြစ်ရမယ်ဆိုကျွန်တော်တို့ဒီမှာခုံမိတ်ထက်မထည့်ပြရဘူးလားဟုတ်လားဒီမှာလေဒီနှလုံးပေါင်းချင်း3ညဖြစ်လို့ဒီ3လုံးပေါင်းချင်း3ညဖြစ်ရမယ်ဆိုရင်ဒီအောက်မှာခုံမိတ်ထက်မှာ3ရက်5ရက်2ရက်ပေါ့နော်ဒီမှာခွန်ပရိတ်ဆို9ဒိတ်ဇီကို9ဒိတ်ဆိုရင်2နောက်ပိတ်ပေါ့အဲ့တော့52ကတကွက်ကောင်း50ခွန်ကရံမယ်ပေါ့ ရှင်မင်းတကွက်ကောင်52ခပ်ပပတော့ဒါကျွန်တော်ရမူအချင်းရကျွန်တော်ကနန်းထိုးရအာပြီးထိုးပါကြိုက်တာနော်အဲ့တော့ခပ်မအားဦးဆိုရင်တော့နည်းနည်းတော့အားတယ်နော်သတိပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ခပ်ပပတော့အာပြီးတော့ထိုးပါ52 59အားစကောအားတော့နည်းနည်းရေးရမယ်ပေါ့နော်ဒါတော့52နဲ့59 52ကတော့ main ပေါ့ဗျာရှင် main ပေါ့နော် ကဲမနေ့က63 6ထိပ်စီ3နောက်ပိုင်းနဲ့63ကျသွားတဲ့ cycle မနေ့က cycle ပေါ့နော်မနေ့က6ထိပ်စီ3နောက်ပိုင်းနဲ့63ကျသွားတဲ့ cycle ကျွန်တော်က brake line ကိုယူပြီးတော့66ကနှစ်ခွက်တည်းရိုက်တယ်ဒါပေမဲ့သူက63ဆိုပြီးတော့ရိုက်သွားကိုရီးယားလည်းတိတိနေနဲ့ခံရတာနော်တကွက်တော့ပူထည့်ရင်ဘာဖြစ်သွားမှာမလို့လေအဲ့ဒါကိုမထည့်တာနော်ဒီကောင်ကအဲ့ကွက်အဲ့ site ကိုကျွန်တော်ပြန်ပြပေးမယ်ဟုတ်ပြီနော်အခုလက်ရှိပေါ့နော် အဲ့ဒီ site ကိုပြောင်းတန်းတော့ခုလက်ရှိထိုးချိန်မီခြင်းထိုးချိန်မမီဘူးဆိုတဲ့မျိုးတွေတွားထိုးမှတ်သွေးထိုးပါနောက်တဲ့တဝက်ကောင် site ကတင်လေးအာမယ်ပေါ့နော်ဒါ63ကြားတဲ့ site ပေါ့နော်ဒါထိုးချင်တဲ့ဆိုရင် mail တွေတွားထိုးပါနော်မီသေးတဲ့ဆိုရင် mail တွေဆက်ကြည့်မယ်ပေါ့နော်ဒါတခါလည်းပြပြီးတာနော်တခါလည်းပြမီသေးဆိုတဲ့မျိုးတွေဆက်ကြည့်မမီသေးဘူးမမီတော့ဘူးထပ်ပြီးတော့ဝင်နေဖြစ်မှာဆိုရင်ထိုးချင်တဲ့ဆိုရင်မျိုးတွေတွားထုတ်ပြီးတော့တွားထိုးရပြီအားလုံးထိုးလို့ရအောင်ပြပြတာနော်အဲ့တော့တင်လေးတစ်ခွက်ကိုဆက်ပြပြီးတာ အိုက်တလီဘုရားလူကြားလဲဆိုတော့ဒီကနေလာတာဒီ6ရက်ဒီ3ရက်ဒီ9ရက်63ခုဒီ3လုံးပေါင်းခြင်းကရှစ်လို့ဖြစ်ခြင်းကြောင့်တဲ့6ရက်3ရက်9ရက်ဒီ3လုံးပေါင်းခြင်းကရှစ်လို့ဖြစ်ခြင်းကြောင့်ရှစ်တကိုဒီ3လုံးပေါင်းခြင်းကရှစ်လို့ဖြစ်ပြရတယ်ဟုတ်ပြီနော်63ကိုဒီ3လုံးပေါင်းခြင်း10လို့ဖြစ်ခြင်းကြောင့်71ကိုဒီ3လုံးပေါင်းခြင်းက10လို့ဖြစ်ပြရတယ်။အဲ့တော့ကျွန်တော်တို့က9ထိပ်စီတပွဲ ကင်းရှိတဲ့ဒီသုံးလုံးပေါင်းချင်းကတုံညလို့ဖြစ်ခြင်းကြောင့်အော်ဒီရ၄၉ခွန်ဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့ကတုံညလို့ဖြစ်ပြရတယ်အဲ့တော့ခွန်ထိတ်စီနော်၄၉ခွန်နော်သုံးလုံးပေါင်းချင်းတုံညလို့ဖြစ်ပြရခွန်ထိတ်စီနောက်တစ်ဝဲကိုကြည့်မယ်၉၄၉ဒီသုံးလုံးပေါင်းချင်းက၉ရဲ့၄ရဲ့၉ရဲ့ဒီသုံးလုံးပေါင်းချင်းက၂လို့ဖြစ်ခြင်းကြောင့်တဲ့၉၄၉ဒီသုံးလုံးပေါင်းချင်းက၂လို့ဖြစ်ခြင်းကြောင့် 6ခေါ6ဒီ3လုံးပေါင်းခြင်းက6လို့ဖြစ်ပြရမယ်တဲ့အဲ့တော့ကျွန်တော်တို့ကမနေ့က6ထိပ်စီဟုတ်ပြီနော်အဲ့တော့နောက်တစ်ပွဲကိုကြည့်6ခေါ6ဒီ3လုံးပေါင်းခြင်းက4ရ9ရခေါ6ရဒီ3လုံးပေါင်းခြင်းက3ညလို့ဖြစ်ခြင်းကြောင့်ဟောဒီ3 6ဒီဟာနဲ့ဒီညနေထိပ်စီနဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းက3ညလို့ဖြစ်ပြရမယ်ဆိုရင်ဒီမှာဒီနှလုံးပေါင်းခြင်းက6လို့ရှိထားခြင်းကြောင့် ျွန်တော်တို့ကိုယ်ကိုတုံ့ကြဖြစ်ရမယ်ဆိုရင်ဒီမှာတစ်ထိတ်စီခက်ခဲပြရအဲ့တော့ခက်ခဲဟုတ်တယ်နော်တစ်ထိတ်တကွတစ်ထိတ်ကိုမှတ်ထားမယ်အဲ့တော့တစ်ထိတ်တော့ရပြီအဲ့တော့မင်းက၃နောက်ဝိတ်ဆိုင်ဒီ၃နောက်ဝိတ်ကဘယ်ကလာတဲ့ဆိုက်ကဲဆိုတာကိုထပ်ပြပြမယ်ဒီကောင်ကို၄မတ်တက်နဲ့လာတာ၄မူမတ်တက်နဲ့လာတာနော်အဲ့တော့လေးမှုမတ်တက်နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အိုက်ရာတွေကိုအိုက်ဆိုင်လေးကိုထပ်ပြီးတော့ပြပြီးမယ်လက်မလေးတန်းစီနေပဲကြည်နေတဲ့ဖုံးမှန် subscribe ကို လမ်းကျိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲ့လိုလက်မနေပြီးသွားလိမ့်မယ်နော်အမျိုးကြီးအဲ့ဒါလေးတခုတော့ကွန်ကြီးလေးနော်အဲ့တော့ဒီကောင်ကတိတ်ထိတ်စီရပြီမနေ့ကလုံးကကျွန်တော်တို့က3 4မတန်းနဲ့ပေါ့ဒီကောင်ကဘလို့ဆင်းလာတယ်ဆိုတော့ဒီ3လုံးပေါင်းခြင်းက4 6 1 4ဒီ3လုံးပေါင်းခြင်းက4 6 4ဒီ3လုံးပေါင်းခြင်းကလည်း4 4 4နော်အဲ့တော့6 1 4ဒီ3လုံးပေါင်းခြင်း4 6 4ဒီ3လုံးပေါင်းခြင်း4 6 3 လေးခုနှလုံးပေါင်းချင်း1ဆိုတော့ဒီမှာ၄မှတ်တတ်နေဆို3တော့ဝိဒါပဲထူအောင်ပါ63တော့ဘောတဲထူအောင်ပါအဲ့တော့ကျွန်တော်ဘရိတ်တိုင်းနဲ့ရှုပ်ပြီးတော့66 5ဆိုပြီးတော့အဲ့ဒါပဲထိုးလိုက်တာ63ကိုမထိုးမိလိုက်ဘူးအဲ့တော့လေးခုဒီနှလုံးပေါင်းချင်းက1ဖြစ်ခြင်းကြောင့်ဒီမှာလည်းသူကအရှိမူတွေရောက်၄ဖြစ်ရမယ်ဆိုရင် ကျွန်တော်တို့က၄ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့က3တော့ဝိထည့်ပြရမှာမနည်းရတော့ဆိုင်ဟုတ်ပြီနော် ဒီ၃လုံးပေါင်းခြင်း၄ဒီ၃လုံးပေါင်းခြင်း၄ဒီ၃လုံးပေါင်းခြင်း၄လို့ဖြစ်လာပြီဒီညက်နေမှာလဲ तू ကထပ်ပြီးတော့၄လို့ထပ်ရိုက်မယ်ဆိုရင်၆၄နှလုံးပေါင်းခြင်း၃ညဖြစ်ခြင်းက၃ညကို၄ဖြစ်ရမှာဆိုရင်ဟောဒီဘွဲမှာ၄နောက်ပိတ်ကထည့်ပြရအောင်အဲ့တော့မနေ့ကကျွန်တော်မိတ်ဆွေတွေအားလုံးပဲမနေ့ကလုံးဝကျွန်တော်တို့က63ကြတဲ့မူဝေယစရဆိုရင်တလေးတကွက်ကောင်းဟုတ်ပြီနော်ဟုတ်ပြီနော်နေခွန်လေးကို3368နဲ့ကတ်တဲ့မူဟာဒီညနေမှာတကယ်အားကောင်းပါတယ် တကယ်လည်းအားကောင်းပါတယ်တကွက်ကောင်းဆိုင်ကတော့တကွက်ကောင်းဆိုင်ကြိုက်တယ်ဆိုတဲ့မိတ်ဆွေအကူမတွေတော့ကိုအဲကျိုးကျူးစားပြီးတော့ကျွန်တော်ရထားတဲ့ပူချပြပေးတာကြိုက်တယ်ဆိုရင်လိုက်လမလေးတန်းစီနေပြီပါဟောကုန်းပါမှာမင်္ဂလာပါလေးရမတ်ပြီးသွားပါမင်္ဂလာမင်္ဂလာမင်္ဂလာပေါင်းတဲ့ခါကြောင့်ကျွန်တော်မျိုးတွေအားလုံးမင်္ဂလာပါလေးဒီမတ်ပြီးသွားမယ်ပေါ့နော်ကဲအဲ့တော့ထိုးခြင်းလဲဆိုရင်မိတ်ဆွေသွားထိုးလို့ရပါပြီနော်နှစ်ခုလေးကို3 6နဲ့ကတ်တယ်မူကိုညာရှိလို့အသုံးပြုပါနော်အိုက်မူပါလေကလင်နာမူပဲစစ်စစ်ပဲနော်အိုက်မူစစ်စစ်ပဲကလင်နာမူစစ်စစ်ပဲ တယောက်ပါလေဟိုလက်တော့ဆိုင်နေမိန်ကလေး၃ကွက်ပေါ့ဗျာနော်အဓိက share main 52ရဲ့၄ရအဓိက share main 59ကတော့ရန်ပေါ့နော်ကဲအားတော့အားလုံးပဲဘိုင်းမိုင်ပါနောက်ရကြပါပြန်တွေ့ကြမယ်ကျွန်တော်အကူရင်းပါရအားလုံးကျွန်တော်ကိုအမြဲအားပေးနေတဲ့ chip view ပါရအားလုံးပဲဒီညနေ၄နိုင်ခွဲမှာထိုးတဲ့ကနန်းနဲ့ထွက်တဲ့ကနန်းကထက်သေးကြကြပါစေနော်ကျွန်တော်စုမှုကောင်းတောင်းပေးပါရစေအားလုံးကိုဒီနေ့ကနေနှုတ်ခွန်းဆက်တာပါတယ်ကဲအားလုံးပဲဘိုင်းပါဗျာနော်